မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဒီဇင်ဘာလ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့ရန်ကုန်မြို့မော်ဘီမြို့နယ်မော်ဘီလေတာစခန်းကိုတရခွန်မမရှော့တိုက်ဒုံးနဲ့ပြက်ခတ်တိုက်ခတ်ရာအရာရှိ3ဦးအပါအဝင်စစ်သား15ဦးသေဆုံးပြီးတော့ထောက်ပို့၄ရဲနှစ်စီးပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီဇင်ဘာလ6ရက်နေ့ည9:43မိနစ်အချိန်ကရန်ကုန်မြို့မော်ဘီလေတာစခန်းအတွင်းမှာရှိတဲ့112တိုက်ခတ်ရေးစစ်လေယာဉ်များထားရှိရာလေယာဉ်ယုံဟန်ကာတဲကိုပြင်မှတ်ထားပြီးတော့တရခွန်မမရှော့တိုက်ဒုံး9လုံးနဲ့အောင်မြင်စွာပြက်ခတ်တိုက်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်အခုလိုမျိုးတိုက်ခတ်မှုအတွင်းမှာ18ထောက်ပို့စစ်လေယာဉ်တစ်စီးနဲ့ ဝိုင်းထရော့တိုက်ခိုက်ရေးစစ်လေရင်တစည်းတို့ပျက်စီးခဲ့တဲ့အပြင်ဂိုးတောင်ပြေးလန်းနဲ့စီမံခန့်ခွဲတဲ့ရုံးတို့လည်းမိလောင်ပျက်စီးသွားတယ်လို့သိရပါတယ်။လေဒတ်အရာရှိ၃ဦးနဲ့စစ်တီ၁၂ဦးစုစုပေါင်း၁၅ဦးတို့တိတ်ဆုံသွားပြီးတော့လေဒတ်စီမံခန့်ခွဲရေးလေအုံမှုကြီးအပါအဝင်အရာရှိ၂ဦးနဲ့အခြားအဆင့်စစ်တီ၅ဦးတို့ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ယခုထုတ်ပြန်မှုဟာကန္တအုပ်စုံစမ်းသိရှိရခြင်းဖြစ်ပြီးတော့ နောက်ထပ်ဆစ်ရှုံးကောင်စီဘက်ကထိခိုက်ပျက်စီးမှုအခြေအနေများကိုလည်းဆက်လက်ပြီးတော့စုံစမ်းနေဆဲဖြစ်တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကအသိပေးထားပါတယ်ပူးပေါင်းပါဝင်ပေးခဲ့ကြတဲ့မြေပြင်ကမဟာမိတ်ရဲဘော်များအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြင်ပါတယ်ပြီးတော့အခုလိုတိုက်ခိုက်မှုတွေပြီးရင် စ်ရှုံးကောင်စီကရှုံးမဲမဲပြီးတော့ရန်ကဖြတ်စည်းတက်တာမို့လို့အဲ့ဒီအနီးနားကပတ်ဝန်းကျင်ကပြည်သူတွေကိုစောင့်ရှောက်ဖို့အတွက်အထူးသတိပေးလိုပါတယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ရဲ့တာဝန်ရှိသူကရှင်းပြထားပါတယ်၎င်းတိုက်ခိုက်မှုကို Brave Warriors for Myanmar BWM အဖွဲ့နဲ့မဟာမိတ် Shadow SAF အဖွဲ့တို့ကပူးပေါင်းပြီးတော့ BWM ရဲ့ Mission 25အနေနဲ့၎င်း Shadow SAF အဖွဲ့ရဲ့ Urban Special Operation USO အနေနဲ့၎င်းဖော်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မှော်ပြီးလေတပ်ဟာကရင်နေကရင်မွန်နဲ့တနင်္သာရီကံယူတန်းကိုအဓိ းကလေချောင်းတိုက်ခတ်မှုတွေပြုလုပ်နေတဲ့လေတာစက်ကန်းဌာနချုပ်ဖြစ်ပြီးတော့နိုင်ငံတကာကစစ်ဘက်ဆိုင်ရာအရေးကြီးတဲ့ပစ္စည်းများကိုလက်ခံဖြန့်ဖြူးနေတဲ့အထူးကကြတဲ့လေတာစက်ကန်းကြီးဖြစ်တယ်လို့သိရပါတယ်အထူးသဖြင့်တရုတ်ကနေလာတဲ့စစ်လက်နက်ပစ္စည်းများအားလုံးထားရာအထိုင်စက်ကန်းလည်းဖြစ်တဲ့အတွက် BWM နဲ့မဟာမိတ်အဖွဲ့များကအခုလိုမျိုးပူးပေါင်းတိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံအနှံ့မှာပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုနေ့စဉ်နဲ့အမျှချင်းချောက်ဖျက်ဆီးနေတဲ့စစ်ရှုံးကောင်စီရဲ့လေတာစက်ကန်းများကို အားနဲ့ချိနေပြီးတော့ပြိုလဲစေရေးအတွက်လေတပ်ပြုံမစ်ရှင်များကိုလည်း BWM ကမဟာမိတ်အဖွဲ့များနဲ့အတူဒီဇိုင်းမမတ်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့ကကြေညာထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါမြို့နယ်ဟာခါရက်ကွက်အနီးမှာရှိတဲ့ခမာရ226ကာကင်းကိုတိုက်ခတ်ခဲ့ရာစစ်တပ်ဘက်က3ဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိကာတနက်3လက်ကိုတင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီဇင်ဘာလ6ရက်နေ့က CNA ဦးဆောင်တဲ့ချင်းပြည်အစိုးရတပ်ဖွဲ့များကဟာခါရက်ကွက်အနီးမှာရှိတဲ့ခမာရ266ကာကင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်က3ဦးသေဆုံးပြီး12ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တနက်3လက်တင်းစီရရှိခဲ့ပြီးတော့ယနေ့အချိန်အထိကိုကာကင်းကိုတိုက်ပတ်ရရှိရ ေအတွက်ဆက်လက်ပြီးတော့တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်အဲ့ဒီကာကင်းကလက်နက်ကြီးတွေအများကြီးရှိတယ်ခမာရ266ကာကင်းမှာအခုတည်းထိလဲတိုက်နေတော့မဲတိုက်ပွဲဖြစ်နေတော့မှာပဲမနေ့ကတိုက်ပွဲမှာဗိုလ်ကြီးအပါအဝင်71ဦးဒဏ်ရာရတာစေကုနေကြတယ်စစ်သား3ဦးတေဆုံးပြီးတော့တနက်3လက်ကိုရရှိထားပါတယ်လို့ CNN ရဲ့သတင်းရင်းမြစ်ကပြောဆိုထားပါတယ်အခုရပိုင်းအတွင်းမှာချင်းတော်လိုင်းရေးတပ်များကစစ်ကောင်စီရဲ့တပ်ဆက်ခန်းများကိုတိုက်ခိုက်သိမ်းပိုက်နေရာ ချင်းပြည်နယ်ဟာခနဲ့ထတလန်မြို့နယ်ကြားမှာရှိတဲ့စစ်ကောင်စီရဲ့ C3 တပ်စခန်းကိုဒီဇင်ဘာလ၄ရက်နေ့မှာ၎င်းဟာခနဲ့ထတလန်မှာရှိတဲ့စစ်တပ်စခန်း၅ခုထက်မနည်းကိုနိုဝင်ဘာလ25ရက်နေ့ကနေဒီဇင်ဘာလဇန်ဘိုင်အထိကိုချင်းပြည်အစိုးရတပ်ဖွဲ့ကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်သိမ်းပိုက်မှုမှာစစ်အရာရှိများအပါအဝင်စစ်ကောင်စီဘက်ကအယောက်30ကျော်တေဆုံးပြီးတော့လက်နက်ခဲယံသိမ်းဆီးရရှိမှုကတော့ တနက်အလက်60ကျော်ခဲရများနဲ့အတူရရှိခဲ့ပြီးတော့စစ်တုံးဘတ်19ဦးကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့ CNA ကပြောဆိုထားကြောင်းသိရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မှာအကြမ်းမဲ့စစ်တပ်စစ်ကြောင်းထိုးရန်မြေပြင်ထောက်လန်းရေးလှုပ်ဆောင်ပေးခဲ့တဲ့ရာအိမ်မှုစိုးနိုင်ကိုပြစ်ခတ်တိုက်ခိုက်ရာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီသမားလ6ရက်နေ့ည7:00နာရီကမှဂျိုးပင်ကောင်းမြို့နယ်ဥယင်ကြီးအုပ်စုအေးရွာ၄ရွာရာအိမ်မှုစိုးနိုင်ကိုဂျိုးပင်ကောင်းမြို့နယ် BTZM GBK PDF ဘကိုးရုံးမှအခြေပြုတပ်ဖွဲ့ကတော်လိုင်းရဲဘော်များကပြစ်ခတ်တိုက်ခိုက်ရာပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့ရာအိမ်မှုစိုးနိုင်ဟာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းထုတ်ရန်မြေပြင်ထောက်လန်းရေးများကိုလှုပ်ဆောင်ပေးခြင်း PDF ရဲဘော်များရဲ့လှုပ်ရှားမှုများကိုကွင်းချောင်းရွာအုပ်ချုပ်ရေးမှုပြူစောတိခေါင်းဆောင်နဲ့စစ်ကောင်စီရဲ့အထိုင်ချစခန်းများကိုအမြဲတမ်းသတင်းပေးဖို့နေတဲ့သူဖြစ်တဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီကောင်ရဲ့လှုပ်ရှားပုံကယာယီမှုကနေနှုတ်ထွက်လိုက်ပြီးဆိုပြီးတော့မထွက်ဘဲနဲ့တော်လန်းရေးအဖွဲ့တွေကိုလည်းချင်းကပ်ပြီးတော့ပေါင်းသိမ်းခဲ့ပါတယ်။နိုဗ ెంబ ာလထဲမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားပြီးတော့ကာကွယ်ရေးအဖွဲ့တွေစုခွာပေးလိုက်ရတဲ့အချိန်ကစပြီးတော့သူ့ရဲ့လျှို့ဝှက်သတင်းပေးတာတွေလုံနေတယ်။ အေးရွာလေးရွာဥယျင်ကြီးရွာရုံချောင်းရွာကဖျက်ဆီးခံရတဲ့အထဲမှာလဲသူ့တရင်ပေးတာတွေပါတယ်ယာယီမှုစိုးနိုင်ကသူ့ရဲ့မိသားစုကိုတော့သူအားမနာဘူးစိုးနိုင်ရဲ့မိသားစုတချို့တော့ကနိုင်ချင်းနေ CDM လုတ်ထားတဲ့သူတွေဒါတွေကိုတော့မအားမနာပဲယာယီမှုတရင်ပေးလုံနေတဲ့အတွက်ပြစ်ခတ်တိုက်ခိုက်ခဲ့တာပါလို့ဂျိုးမင်ကောင်းမျိုးနဲ့ BTZM GBK PDF ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်သားချင်းချင်းစိတ်ဝမ်းကွဲစေရန်ပြည်သူနဲ့စစ်တပ်စည်းလုံးမှုပြိုကွဲစေရန်နဲ့စစ်တပ်ကိုဖြိုခွဲရန်မီဒီယာများကတိုက်ခိုက်နေတဲ့အတွက်နားမယောင်ကြရန်လိုအပ်ကြောင်းအကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုက်ကပြောဆိုလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ6ရက်နေ့ပြည်ဦးလွင်စစ်တပ်ကတို့အပတ်စဉ်66တင်းတန်းဆင်းပွဲမှာ၎င်းကအခုလိုမျိုးထပ်မံပြောဆိုလိုက်ပြီးတော့ မြန်မာနိုင်ငံမှာတရင်အတုတရင်အမားများကြောင့်တည်ငြိမ်အေးချမ်းရေးပျက်စီးနေတယ်လို့မင်းအောင်လိုင်းကအချိန်ချင်းပြောဆိုနေခြင်းဖြစ်တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းကယနေ့ကာလမှာဆိုရှယ်မီဒီယာကိုလက်နက်တပ်ဖွဲ့အုံပြုပြီးတော့အစိုးရနဲ့ပြည်သူစစ်တပ်နဲ့ပြည်သူကိုတွေးကွဲစေရန်စီလုံးညီညွတ်မှုပြိုကွဲစေရန်ထိုးနဲ့တိုက်ခိုက်လျက်ရှိကြောင်းအထူးသဖြင့်စစ်သားချင်းချင်းစိတ်ဝမ်းကွဲစေရန်လဲတရင်အတုတရင်မားနဲ့ ်ထို့နဲ့တိုက်ခိုက်နေကြောင်းပြောဆိုလိုက်ပါရယ်ဒါကြောင့်စစ်တပ်ဖြိုခွဲရေးရည်ရွယ်ချက်ရှိရှိနဲ့လှုံ့ဆော်နေတဲ့သတင်းအတုသတင်းမားများကိုနားမယောင်စေရန်သတင်းအတုသတင်းမားများကြောင့်ယုံကြည်ချက်ခံယူချက်တွေမရင်ရင်သွားစေရန်တပ်တွင်းစီးလုံးညီညွတ်မှုခိုင်မာအားကောင်းစေရန်စီယုံလုံဆောင်ကြရန်လိုအပ်ကြောင်းမင်းအွန်လိုင်းကပြောဆိုလိုက်ပါရယ်စစ်တပ်ကိုစန့်ကျင်တဲ့လူပုဂ္ဂိုလ်များနဲ့မီဒီယာများကပူးပေါင်းပြီးတော့စစ်တပ်ရဲ့ပုံရိပ်ကိုကြာဆင်းစေရန်ပြောဆိုရေးသားနေကြကြောင်းအဲ့ဒီလောက်ရများကြောင့် စစ်တပ်အပေါ်မှာသာမကပဲနဲ့တမျိုးသားလုံးရဲ့စီးလုံးညှဉ်းညွတ်မှုအပေါ်စိုးဝါစွာထိခိုက်လာနိုင်ကြောင်းစန့်ကျင်ဘက်အဖွဲ့များနဲ့မီဒီယာများရဲ့လောက်ရအပေါ်တက်ပြင်းစီးလုံးရေးလုပ်ငန်းများကိုလည်းအလေးထားပြီးတော့လှုံ့ဆော်သွားရမှာဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်အချက်ဘတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာလုံခြုံရေးအလွန်ဆိုးရိမ်နေရတဲ့အတွက်ပြင်းဦးလွင်ကိုခိုးကြောင်ခိုးဝတ်နဲ့တွားရောက်ခဲ့ရပြီးတော့စစ်တပ်ကတော့ចောင်းဆင်းဘွယ်တက်ရောက်နေချိန်မှာလဲပြင်းဦးလွင်တမျိုးလုံးကိုအထူးလုံခြုံရေးတွေတင်းကျပ်ထားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံမြို့နယ်တိယုံကျေးရွာကိုစစ်တပ်နဲ့ပြူစောထီးများကဝင်ရောက်စီးနှင်းပြီးတဲ့နောက်ပြည်သူ၃ဦးသေဆုံးကနေအိမ်200ကျော်ကိုမိရှုဖျက်ဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဒီဇင်ဘာလ6ရက်နေ့မနက်6:00နာရီကမှတိယုံရွာကိုအကြမ်းဖက်စစ်သားများနဲ့ပြူစောထီးများကဝင်ရောက်စီးနှင်းခဲ့ပြီးတော့တော်လိုက်တပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်သေးဆုံးသူတွေများပြားခဲ့ပြီးတော့တော်လိုက်ရဲဘော်2ဦးကြာဆုံးခဲ့ရတယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအထိနာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများ များဟာတိယုံရွာကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်ပြည်သူ၃ဦးလက်နက်ကြီးကြီးစားထိမှန်ပြီးတော့တေဆုံးခဲ့ပြီးပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာကြီးရွာကိုဝင်ရောက်စီးနင်းပြီးတော့ပြည်သူပိုင်းနေအိမ်အလုံး၂၀၀ခန့်ကိုမိရှို့ဖျက်ဆီးကာ မြင်းကြံမြို့ပေါ်ကိုပြန်လဲဆုတ်ခွာသွားတယ်လို့သိရပါတယ်။တိယုံရွာကအင်ဂျင်အလုံး200လောက်မိရှုခံလိုက်ရပါတယ်။စစ်ခွေးတွေကမနက်6နာရီကြော်ကြော်လောက်မှာစစ်ကြောင်းထုတ်ဝင်ရောက်လာပြီးတော့မနေ့ကမနက်9နာရီလောက်ကြတော့မိရှုသွားတယ်။တော်လိုင်းအင်အားစုတွေနဲ့လည်းထိတွေ့မှုဖြစ်လိုက်သေးတယ်။သူတို့ဘက်ကလည်းအထိကိတော်တော်ရှိသွားပုံရတယ်။တော်လိုင်းအင်အားစုတွေဘက်ကရဲဘော်2ဦးကတော့ကြာဆုံးသွားတယ်။ ပြီးတော့သူတို့တွေပြန်ဆုတ်ပြီးတော့ပြစ်ပြေးတဲ့အချိန်မှာသူတို့တွေကလက်နက်ကြီးနဲ့ထုလို့တိတ်ယုံရွာကပြည်သူ၃ဦးသေဆုံးတယ်တအုပ်ကတော့ထိခိုက်ဒဏ်ရာရတယ်စစ်ခွေးတွေတဲ့စီးရင်ကတော့ခံမှန်းလို့မရဘူးထိခိုက်မှုကတော့တော်တော်များတယ်သူတို့ဘက်ကလည်းတော်တော်ကိုပြန်ပြစ်တယ်ပြစ်အားများတယ် စစ်ခွေးတွေကလူလူတိတဲ့သူတွေမဟုတ်ဘဲနဲ့အိမ်နဲ့ယာနဲ့မနေဘူးတဲ့သူတွေဆိုတော့လေသူတို့လုံနေကြအတိုင်းပဲလုံတာပေါ့အဓိကကတော့သူတို့တတ်တည်ရှိမယ်ဆိုရင်စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့လို့မြင်းညာမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တာဝန်ခံကပြောဆိုထားပါတယ်လက်ရှိအချိန်ထိစစ်ကောင်စီတပ်နဲ့ပြူစောထီးများကမြင်းညာမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးခြင်းများကိုလုံဆောင်နေပြီးတော့ပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ